မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထန်တော်ပါမှခန္ဓာစိတ်ဝိညာဉ်မာစာခြင်းအမျိုးမျိုးကိုခံရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမိနစ်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝုဒ္ဓခန်းကြီးကိုအပိုင်ငယ်15ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်သခင်ဖရာကလည်းထိုသူကားတပါအမျိုးသားတို့နဲ့ရှင်ဘီရင်တို့ထံသို့၎င်းဣတရေလအမျိုးသားတို့ ရှိရာသို့၎င်းငါ၏နာမကိုပို့ဆောင်စေခြင်းကငါရွေးကောက်သောတစားဖြစ်၏ဒီအကြောင်းအရာကတော့ဘုရားသခင်က အာနဏိကိုပြောတဲ့စကားဖြစ်ပါတယ်ဘု து အကြောင်းကိုပြောလဲဆိုတော့ရှောလူဒီဟုသောပေါလူရဲ့အကြောင်းကိုပြောတာဖြစ်ပါတယ်ရှောလူက ခရိယန်တွေကိုညှဉ်းပန်းနှိပ်စက်တဲ့နေရာမှာအင်ပတန်စိတ်အားထက်သန်ပြီးဓမ္မသက်မြို့ကိုသွားတဲ့လမ်းမှာ သခင်ဖျားရဲ့အလင်းနှမ်းနဲ့တွေ့ပြီးတော့ပြောင်းလဲသွားတာဖြစ်ပါတယ်။သူမျက်စိကန်းပြီးတော့မှနေနေတဲ့အချိန်အာနဏိကို သခင်ဖျားကပေါ်လူစီကိုဆေလွတ်ပါတယ်။ဒါပေမဲ့အာနဏိကပြောပါတယ်။သူကခရိယန်တွေကိုညှင်းဆဲနှိပ်စက်နေတဲ့သူဖြစ်တယ်။ကျွန်တော်မသွားရဲဘူး။အဲ့လို ဖြစ်တဲ့အခါမှာမဟုတ်ဘူးသွားပါ။သူ့ကိုတပါမျိုးသားတွေရှင်ဘီရင်တွေဣသေလလူမျိုးတွေစီကိုငါရဲ့နာမပို့ဆောင်ဖို့ ရွေးကောက်တဲ့ငါရဲ့တစားဖြစ်တယ်ဆိုပြီးတော့မှဒီလိုပြောတာကိုတွေ့ရပါတယ်လူအနေနဲ့ကြည့်ရင်တော့ရှောလူဟာကြောက်မဖွယ်ကောင်းနဲ့ပြင်းထန်တဲ့ဘာသာတရားကိုင်းဆိုင်တဲ့ရန်လိုတက်တဲ့သဘောရှိတဲ့သူ ဖြစ်ပါတယ်ဒါပေမဲ့သခင်ဖေရရဲ့ရှေ့မှာတော့သူဟာတုံးလို့ရတဲ့သူဧဝံဂေလိတရားအတွက်တပါးမျိုးသားတွေစီကိုတွားမဲ့သူ သူ့ရဲ့လူမျိုးတွေကိုလည်း စေတနာအားကြီးတဲ့သူဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ရှင်ဘရင်နေစီကို တောင်းမှသွားပြီးတော့မကြောက်မလန့်အေဝံဂေလိဟောနိုင်တဲ့သူဟာပေါလုဖြစ်တယ်ဆိုတာကိုလည်းတွေ့ရတယ်။အဲ့တော့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးစဉ်းစားတဲ့အခါမှာတနေ့တော့ကျွန်တော်အတွေ့အထဲမှာလည်းဒီကိစ္စလေးပေါ်လာပါတယ်။တကယ်တမ်းကျကျွန်တော်တို့ဟာလုံးဝတရားရာဂိုင်းတို့ပြည့်စုံ ကောင်းမွန်နေလို့ဘုရားသခင်ကကျွန်တော်တို့ကိုအသုံးပြုနေတာမဟုတ်ပါဘူး။သူတုံးလို့ရတဲ့အရေးချင်းတစ်ခုခု ကျွန်တော်တို့မှာရှိနေလို့ဘုရားသခင်ကကျွန်တော်တို့ကိုတုံးတာဖြစ်ပါတယ်။တချို့တွေကတချင်းတီဆိုချီးမွမ်းတဲ့နေရာမှာဘုရားကတုံးတယ်။အဲ့ဒီနေရာမှာသူ့ကိုတုံးလို့ရတယ်။တခြားနေရာတော့သူ့ကိုတုံးလို့ရချင်မှရမယ်။တချို့တွေကတော့စကားပြောကြွန့်ကျင်တယ်။သူပြောရင် လူတွေကသဘောကျတယ်။နားဝင်အောင်ပြောတတ်တယ်။ဒါကြောင့်စကားပြောခြင်းအရာမှာဘုရားကသူ့ကိုအတုံးပြုတ်ပြီးတော့မှဟောပြောဝေငှခြင်းအမှု၌ဘုရားသခင်က အသုံးပြုတာကိုတွေ့ရပါလိမ့်မယ်။ချို့တွေကကြတော့အဲ့လိုမဟုတ်ဘဲနဲ့တခြားကန္တာတွေမှာအသုံးတဲ့တာတွေရှိပါတယ်။ဒါကြောင့်မလို့ဘုရားခင်ကျွန်တော်တို့ကိုအသုံးပြုတဲ့အခါမှာအားနည်းချက်ကိုကြည့်ပြီးသုံးတာမဟုတ်ပါဘူး။အသုံးမတဲ့တဲ့အရာကိုကြည့်ပြီးမှသုံးတာလည်းမဟုတ်ပါဘူး။အသုံးတဲ့တဲ့နေရာမှာအသုံးလိုတဲ့အချိန်မှာကျွန်တော်တို့ကိုသုံးတာဖြစ်ပါတယ်။ကျွန်တော်တို့အသုံးမတဲ့တဲ့အရာကိုတော့ဘုရားသခင်ကသုံးမှာလည်းမဟုတ်ပါဘူး။ သုံးဖို့မလိုတော့ဘူးဆိုရင်လည်းဖះကသုံးတော့မှာမဟုတ်ပါဘူး။ဒါကအင်မတန်ရှင်းလင်းတဲ့ကိစ္စပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ရှင်ဘောလူကိုဘုရားသခင်ကရွေးကောက်တယ်။သူ့ကိုသုံးလို့ရတဲ့နေရာရှိတာကိုဘုရားခင်သိတယ်။အဲ့ဒီနေရာအတွက်ဘောလူကိုသုံးမယ်။ကြံတဲ့နေရာကိုတော့ဘုရားသခင်ကသုံးချင်မှသုံးမယ်။တခြားအားနည်းချက်တွေလည်းသူ့မှာရှိနေတာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာ တယောက်ကိုတယောက်အားနည်းချက်တွေမြင်ရင်အဲ့အားနည်းချက်တွေကိုကျွန်တော်တို့ကအတရေရှုံချပြောဆိုခြင်းမျိုး ပြုမနေပဲနဲ့သူ့ရဲ့အားသာချက်တစ်ခုခုတော့ရှိနေလိမ့်မှာဖြစ်တယ်။ဘုရားကသူ့ကိုတုံးတယ်ဆိုရင်လည်းဘုရားရဲ့အလိုတော်ပဲ။ဘုရားသခင်ကအဲ့ဒီလူရဲ့အသက်တာမှာ तू နှစ်သက်တဲ့အရာရှိလို့အတုံးလို့လို့တုံးတာဖြစ်တယ်ဆိုတာကိုနားလည်ပြီးကိုကိုတိုင်းလည်းပဲပြေဆုံးနေတာမဟုတ်ဘူး။ကိုယ်ကိုလည်းဘုရားသခင်က သူနှစ်သက်တဲ့အချိန်မှာသူ နှစ်သက်တဲ့အရာအတွက်သုံးမယ်ဆိုတာကို သိပြီးအသုံးခံဖို့ပဲဖြစ်ပါတယ်ပြည့်စုံလို့သုံးတယ်လို့ကိုကိုကိုမမှတ်ယူရဘူးဘုရားလိုချင်တဲ့အရာ ကိုမှရှိလို့ဘုရားကယူသုံးတယ်လိုအပ်တဲ့အခါသုံးမယ်မလိုအပ်တဲ့အခါမှမသုံးဘဲထားမယ်ဒါကသူ့ရဲ့အကြံစီပဲသူ့ရဲ့အလိုတော်ပဲဖြစ်ပါတယ်ဖြာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရုပ်ကိုကျေးဇူးတင်ပါတယ် ကျွန်တော်တို့ကိုအတုံးပြုနေတော့ကြောင့်ဂျေစုတင်တယ်ကျွန်တော်တို့ဟာပြေဆုံးလို့မဟုတ်ဘူးဆိုတာသိတယ်ကိုရောနှစ်သက်တဲ့အရာတစ်ခုခုကျွန်တော်တို့မှာရှိတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာကိုလည်းသိရပါတယ်နားမတော့ပုံကြည့်ပါစေတာ၍ကိုရှင်အတုံးပြုပါလမ်းပြပါကိုရောကွဲကားပါဘုံတော်ထင်ရှားတဲ့အသက်တာနဲ့အသက်ရှင်နိုင်ဖို့ကိုရောဖះမဆတော်မူပါဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောရဲ့လက်တော်ရှိပြီးဆက်လက်ပို့ဆောင်လမ်းပြပါမိအကြောင်း အလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံသူတို့တို့ရဲ့အသက်တာမှာပြည့်စုံပါမည်အကြောင်းဆုတောင်းလက်ဝဲအနန္တတဲ့အခါသခင်ယေရှုနာမ၌ဆက်ကအနန္တဆုတောင်းပါ၏အာမင်